မင်္ဂလာပါရှင်ကျမတို့ channel ကနေဒီကနေ့ရဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးဘုံမှုချုပ်ဟောင်းချိုးထွန်းအောင်လှုပ်ကြံခံရပြီးနောက်ပိုင်းရန်ကုန်တွင်ဘက်ထရီစပိတ်နှင့် e-bike စီးနင်းသူများဖမ်းဆီးငွေညစ်ခံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဘုံမှုချုပ်ဟောင်းချိုထွန်းအောင်ဖြစ်ခက်ရှင်းလင်းခံရပြီးနောက်ပိုင်းရန်ကုန်တိုင်းတွင်ကမြို့နယ်တွေမှာဘက်ထရီစပိန်နဲ့လျှက်စစ်ဆိုင်ကဲ e-bike စီးနှင်းသူတွေကိုစစ်ကောင်စီကဖမ်းဆီးငွေညစ်တာတွေလုဆောင်လာကြောင်းမြို့ရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့အငိမ့်စားဘုံမှုချုပ်ဟောင်းချိုထွန်းအောင်ကိုဘက်ထရီစပိန်စီးနှင်းလာတဲ့သူတွေကဖြစ်ခက်ရှင်းလင်းခဲ့တယ်ဆိုတဲ့ CCTV မှတ်တမ်းရရှိပြီးတဲ့နောက်အခုလိုဖမ်းဆီးမှုတွေဇက်တိုက်လုဆောင်လာတာလို့လည်းသိရပါဗျ။ ရန်ကုန်တိုင်းစီပင်သားရနနမိတ်တွင်ကမြောက်ကလာပမယန်းကုန်နှင့်တောင်ကုန်းမြို့နယ်တွင်တန်လင်းကြောက်တန်းခရမ်းမြို့နယ်တွင်မှဘက်ထရီစပိန်နှင့်နေစစ်ဆိုင်ကဲ e-bike စီးနေရင်ရဲနှင့်ရင်တန်းရဲတွေကဖမ်းဆီးငွေညစ်တာရှိကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ် လက်ရှိတန်လင်းမြို့နယ်တဲကကြိုက်ခောက်ဖရားလမ်းမအပါဝင်ကြောက်တန်းလမ်းမပေါ်မှာဘက်ထရီစပိန်နေနဲ့ဘေးရဲဆိုင်ကယ်တွေမောင်းနှင်ခွေမပြုတ်တော့ဘူးလို့လည်းသိရပါဗျ။အလားတူကြောက်တန်းနဲ့ခရမ်းမြို့နယ်တွေမှာလည်းပြီးခဲ့တဲ့ဇွန်လတရက်နေ့ကစလို့ e-bike လျှက်စစ်ဆိုင်ကယ်နဲ့ဘေးရဲတွေအပြင်ဘက်ထရီစပိန်နေပါစီးနှင်ခွေမပြုတ်တော့ဘူးလို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါဗျ။ဒါအပြင်တကုံမြို့တဲတောင်ပိုင်းမြို့နယ်မှာလည်းဘက်ထရီစပိန်စီးနှင်မှုရှိမရှိစောင့်ကြိုစစ်ဆေးတာတွေပုံမလုံဆောင်လာကြောင်းဘက်ထရီစပိန် အယောင်ဆိုင်တွေပါပိတ်လိုက်ရကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ဘက်ထရီဘေးနဲ့ e-bike တွေလိုက်ဖမ်းနေတာဟုတ်ပါတယ်။အခုဆိုအရင်ကအစစ်ဆေးမလုပ်တဲ့နေရာတွေမှာပါတားပြီးဖမ်းလာတဲ့လူနေရပ်ကွက်တွေအင်ယာတွေတည်းထိပါဝင်ဖမ်းတာမျိုးရှိလာတယ်။အရင်ကတခါမှအစစ်ဆေးမရှိတဲ့မြို့နယ်တွေမှာပါတွေ့လာရတဲ့ပေါ့။ဗိုလ်မှူးချုပ်ဟောင်းပြစ်ခတ်ခံရပြီးနောက်ဇက်တိုက်ရမ်းနေတာပါ။တလောကလည်းလိုင်းစင်မဲ့ကားတွေလိုက်ဖမ်းဖို့အမိန်ထုတ်တာနဲ့လည်း တိုက်ဆိုင်နေတော့နှစ်ခုပေါင်းပြီးပိုဖမ်းလိုက်ပုံမှာပဲဟုပြောပါရယ်။လက်ရှိမှာစစ်ကောင်စီကဘက်ထရီစပိန်နဲ့ e-bike စီးနှင်းသူတွေဖြင့်ဘေးရန်ဆိုင်ကယ်မောင်းနေသူတွေကိုလည်းဖိတ်ပင်တားဆီးတာမျိုးတွေလှုံ့ဆော်လာကြောင်းသိရပါရယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့နေရီကန်စကန်နဲ့တမိုင်ကျော်ကွာကကာကင်းစကန်ကိုအီအီသိမ့်ပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေတိုင်းဝင်ပေါင်းရခိုင်ရိုးမှအမ်ဘရန်လမ်းပေါ်ကနေရီကန်ပြူဟာကုန်းစကန်နဲ့တမိုင်ကျော်အကွာရှိစေယုတ်စု MPD တာဝါတိုင်းကကင်းစကန်တခုကိုအာရခတက်တော်အေးနဲ့မဟာမိတ်ဒေါ်လာရင်းအားစုတွေကဇွန်လ3ရက်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့စီရီတရင်ရင်းမြစ်တို့ကပြောပါတယ်စေယုတ်စုရဲ့ MPD တာဝါတိုင်းစကန်ကုန်းဟာနေရီကန်ပြူဟာကုန်းစကန်ကိုကပေးထားတဲ့ကကင်းစကန်တခုဖြစ်ပြီးနေရီကန်စကန်နဲ့လမ်းကျော်တခုတည်းပေါ်မှာတည်ရှိပြီးအန်တောင်ကြားလမ်းလို့ခေါ်ကြတဲ့အမ်ဘရန်လမ်းဟောင်းပေါ်မှာ ရှိတာလို့ဆိုပါတယ်။နယ်ရေကန်လမ်းဟောင်းပေါ်အန်တောင်ကြားလမ်းဂျပန်တွေအတက်ဆင်းလုပ်တဲ့လမ်းမယ်ကျွန်တော်တို့ကလမ်းဟောင်းလို့ခေါ်တာပေါ့ဒီဘက်ကဒေါ်လာရေးအဖွဲ့တွေအတွက်အတက်ပေါ့တအားကြီးအတက်ကြီးတော့မဟုတ်ဘူးအရန်ကြီးမဆောက်တာမဟုတ်ဘူးဟုရိုးမပေါ်မှာလှူရှားနေတဲ့ဒေါ်လာရေးအင်အားစုတစ်ခုရဲ့စီးရေးသတင်းရင်းမြစ်တို့ကပြောပါတယ်။ ရခိုင်ရိုးမှရှိအမ်ဘရန်လန်ကျောပေါ်ကအမြင့်ပေမီတာ1500လောက်ရှိတဲ့နေရီကန်လေးချောင်းရံကကွယ်ရေးအထိုင်ချစကန်ဟာစီရေးဖြူဟာအရာဖြူဟာကြတဲ့စကန်ဖြစ်ပြီးအရခတ်တတော်အနေနဲ့မြေပြန့်မကွေးဒေသစီဝင်ရောက်နိုင်ဖို့စေအုပ်စုရဲ့နောက်ဆုံးခံတက်စီတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါနဲ့ရေကန်စကန်ဟာစေုပ်စုအင်အား400လောက်နဲ့အထိုင်ချထားတဲ့စကန်ဖြစ်ပြီးအာရခတပ်တော် AA နဲ့ဒေါ်လန်ရေးပူပေါင်းအဖွဲ့တွေကဖေဖော်ဝါရီလ18ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းဘက်ချမ်းအမ်ဘရန်လန်ပိုင်းရခိုင်ရိုးမဘော်ကနဲ့ရေကန်စကန်ဟာအမြင့်မားဆုံးတောင်ထိပ်စကန်ဖြစ်တယ်လို့စေုပ်စုအင်အားအကောင်းဆုံးဖွဲ့စည်းထားတဲ့အခိုင်အမာစကန်ဖြစ်ပြီးစေုပ်စုကအဲ့ဒီစကန်မကြဖို့အင်အားဖြစ်တဲ့ခန့်စစ်ပြင်ဆင်နေတာလို့ဒေါ်လန်ရေးအင်အားစုတွေကပြောပါတယ်။အာရခတပ်တော်က ဖြစ်ရဲ့ကြီးညာထားတဲ့အေဗီလာထဲမှာလဲစေယုစုဟာနေရီကန်စကန်ကိုအင်အားဖြည့်တင်တာတွေပြုလုပ်ခဲ့ပြီးနေရီကန်စကန်ဤကောင်ဆုံကုံရမှာအမြောက်တဲအမတ409နဲ့အမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆာခ905တွေနဲ့စုဖွဲ့မှုလုပ်ပြီးအင်အားဖြည့်တင်ထားခဲ့တာပဲဖြစ်ပါတယ်။အရခတက်တော်ကမေလာထဲမှာအဖြစ်ရဲ့တက်တန်းထက်မှန်တိုးမြင့်ခဲ့ပြီးနောက်မေလာဒုတိယပတ်လောက်မှာထိတွေ့တိုက်ပွဲတွေငြိမ်သက်နေခဲ့ပေမဲ့စေယုစုကနေရီကန်စကန်ဤပစီရွာကိုကာကွယ်ပစ်စီဆက်ယုံကပါ စ1ကမ္ဘာစ30ကမ္ဘာစ73တွေကနေအင်အားအသစ်ထပ်မံဖြည့်တင်းပြီးနောက်မေလကုန်ပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေပြန်လည်စတင်ခဲ့တာပဲဖြစ်ပါတယ်။အရခတက်တော်အေနဲ့မဟာမိတ်ဒေါ်လန်ရေးအင်အားစုတွေဇွန်လ3ရက်ကတင်းယူနိုင်ခဲ့တဲ့စေယုစု MPT တာဝါတိုင်းကကင်းစကန်ဟာနယ်ရခံပြူဟာကုန်းနဲ့တိမ်မဝေးတဲ့နေရာကစကန်ကုန်းဖြစ်တာမို့နယ်ရခံစကန်ကုန်းစီးထိုးစစ်ဆင်ဖို့နှိကက်လာပြီဖြစ်တယ်လို့ရှေ့ရေးသတင်းရင်းမြစ်တို့ကဆိုပါတယ်။ အဆိုပါနေ့ကစကံကုန်းကိုတိုက်ခိုက်ဖို့ပကိုးရုံးမတဲ့စတင်ဝင်ရောက်လာစဉ်ကလေးကလမ်းကျော်ဖြတ်တောက်တာတွေအစားချူတင်ပြင်ဆင်လာကြတဲ့အတွက်နေ့ကံကိုရရှိဖို့ကအချိန်နေကောင်းတယ်လို့ပြောလို့ရတယ်လို့ဆိုပါရယ်။အဲ့ဒီကြတော့ဝိုင်းထားတယ်လို့ပြောလို့ရတယ်။ထွက်ပေါက်ကတော့အခုပုံစံတိုင်းဆိုရင်ဂုတ်ကြီးဘက်ပဲသူတို့စေအုပ်စုကစုံလန်းတက်လန်းရှိမယ်။ဒီဘက်ဂုတ်ကြီးရွာရှောင်းကွင်းလမ်းဘက်ပဲဂျန်နာကြတော့ဒေါ်လာရေးဖွဲ့တွေကပိတ်ဆို့ထားတာပဲဟုစီရီတရင်ရှင်မြစ်ကပြောပါရယ်။ မကွေတိုင်းဘက်ချင်းရခိုင်ရိုးမဘော်ကနေရီကန်ပြူဟာကုန်းစကန်ဟာတော်လန်ရေးအင်အားစုတွေအတွက်မြေပြန့်ဒေသဝင်ပေါက်တစ်ခုဖြစ်ပြီးဗရန်မျိုးနဲ့မိုင်း20ကျော်အကွာမှတည်ရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလတွင်အာရခတက်တော်ကအမ်မျိုးကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်မဟာမိတ်အင်အားစုတွေနဲ့အတူရခိုင်ရိုးမအမ်ဗရန်လန်ကစစ်အုပ်စုစကန်တွေကိုသိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကမ်ဘလူမျိုးပေါ်အတွင်းဒွေးသစ္စာတခြင်းအော်ဆိုသည့်အာထကတိကျောင်းဥဆရာကြီးအပါဝင်၃ဦးကိုဝါတဝဦးဆောင်သော ပြူစောတီအဖွဲ့ကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်ဘလူမျိုးပေါ်အတွင်း တွေးသစ္စာတခြင်းအော်ဆိုမီတီအာထကတိကျောင်းဆရာပါဝင်၃ဦးဖမ်းဆီးခံထားရကြောင်းကျွန်းလကန့်ဘလူတက်ကြွလှူရှားသူများအဖွဲ့ကန့်ဘလူခရိုင်မှတာဝန်ရှိသူကပြောကြားပါရယ်မေလ29ရက်နေ့ကန့်ဘလူမျိုးအာထကတိကျောင်းဆရာကြီးဦးမိုးထွန်အထက်တန်းပြဆရာဦးဆိုးအသင်းနဲ့ကျောင်းဆောင်ဖြစ်သူဦးညွန့်ဝင်းတို့ကိုစစ်တပ်ကပြူစောထီးများကဖမ်းသွားခြင်းဖြစ်ကြောင်းသိရှိရပါရယ်လာဖန်းသူတွေကစခနဲ့ပြုလို့ပြောပါရယ်အခုထိမလွတ်သေးပါဘူးဟုကျွန်းလာကန့်ဘလူတက်ကြွလှူရှားသူများအဖွဲ့က န်ဘလူခရိုင်မှာတာဝန်ရှိသူက ပြောကြားပါရယ်ကန်ဘလူဒေတာပြည်သူတချို့ကမူအာထကတိကျောင်းဦးဆရာကြီးအပါအဝင်၃ဦးကိုဖမ်းဆီးထားသောအဖွဲ့မှဝါတဝဦးဆောင်သောဖြူစောတိအဖွဲ့ဖြစ်ကြောင်းပြောဆိုပါရယ်ဖမ်းဆီးခံရသူ၃ဦးသည်မေလ22ရက်ညနေတွင် KTV နှင့် BR ဆိုင်ဝအပြင်ဆိုင်ကယ်စီရင်မြို့ပေါ်လမ်းတစ်လျှောက်သွေးတစ္ဆာတချင်းအော်ဆိုခဲ့ကြခြင်းဖြစ်ကြောင်းထို့သို့တချင်းအော်ဆိုသည်ကိုထွက်ကြည့်သူများပင်ရှိကြောင်းဒေတာပြည်သူများထံမှသိရှိရပါသည် အဲ့ဒီနေ့ကမိန်းလန်းပေါ်မှာနေတဲ့လူတွေအကုန်လုံးသိတယ်အထူးဆန်းဖြစ်လို့ထွက်တောင်းကြည့်ကြတယ်ပြီးတော့သူတို့နေတဲ့အကြောင်းမှာကလည်းအဆောင်ပြူတွေရှိနေတယ်လေအဲ့ဒီနေ့ကအကြောင်းမှာခံဝန်ထိုးခိုင်းတယ်လို့တော့ပြောကြတာပဲချက်ချင်းမဖမ်းဘူးမေလ29ရက်နေ့ကမှနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုပြီးအာထကတိအကြောင်းဝင်ထဲမှာလာဖမ်းသွားတာဟုဒေသနေပြည်သူတို့ရဲ့ပြောကြားချက်အရသိရှိရပါတယ် ဖန်စီခံထားရသူတောင်အုပ်ဆရာကြီးဦးမိုးထွန်းသည်ဒဇယ်မျိုးမှဖြစ်ပြီးကမ်ဘလူတွင်တာဝန်ကျသည်မှမကြသေးသောဂျောင်းဝန်အတွင်ဇနီးနှင့်အတူနေထိုင်ပြီးယခုအခါဂျောင်းအုပ်ကြီးဖန်ခံထား၍ဇနီးမှဒဇယ်ဘက်သို့ပြန်သွားကြောင်းကျွန်းလာကမ်ဘလူတက်ကြွလှူရှားသူများဖွဲ့ကမ်ဘလူခရိုင်ဖွဲ့ထံမှတတင်းရရှိပါသည်အာ